တည်တည်ရွှေ channel လေးအပြန်လဲကြိုးစားပါကြာနော်နေပါလေပြောချင်းလဲဆိုတော့နော်ဒေါသတွေပေါ့နော်ဒေါသတွေဒေါသတွေဒါဒါဟိုကျွန်တော်တို့ကဒီနေရာမှာကြောက်တော့ကျွန်တော်တို့ကကျွန်တော်အများတမ်းပြောတာပေါ့နော်ဒီ ဒေါသဖြစ်လိုက်တဲ့အရာကြောင့်အခုကကြောင့်ပုံဖြတ်ခြင်းတဲ့အရာပေါ့နော်ပုံဖြတ်ခြင်းတဲ့အရာကြောင့်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်နံပါတ်တက်ပြန်မရှိတော့တက်ကြတာပေါ့နော်ဒါကတော့လူသဘောဝါမှာတော့ကိုခံစားနေရတာကိုသိရပေါ့နော်ကိုခံစားနေရသိရကိုစော်ကကိုကိုပဲခံရတာเนาะအကြောတော့ကိုစိတ်မထိန်းနိုင်ရင်တော့ဒါလောက်ကြမှာကင်ကြမှာပဲဒါချစ်ချစ်လေးပဲဒါလူသဘောဝါစိတ်ဆိုးမယ်စိတ်ကောင်းမယ်ဟမ်ဒေါသဖြစ်မယ်မောဟဖြစ်မယ်တော့အကုန်ပေါ့နော်အကုန်လုံးဒီမောဟဒေါသလောဘကိလေသာဒီအရာရှိနေရဖြစ်တဲ့အတွက်เนาะကျွန်တော်တို့ကเนาะစိတ်ဆိုတဲ့ ချွန်းနေပေါ့နော်ကိုကကိုကိုစိတ်ကိုကိုချွန်းနေနိုင်နိုင်ငင်းထိနိုင်နေပြုနိုင်နေဆိုတာလုံးတဲ့တော့လုံးတင်ကျွန်တော်တို့ကတွေးရမှာပေါ့နော်ဒါဒါကျွန်တော်ကနားလေတယ်နော်အခုဘာပြောတောင်ကြီးဘက်မှာဖြစ်သွားတယ်ရာဘာဖြစ်တယ်ညာဖြစ်တယ်မဆိုင်ဘူးသူခံစားနေရတဲ့အရာသူပဲတည်တဲ့ဖြစ်တဲ့အတွက်အခုနော်ဘလိုပဲဖြစ်လုံးလိုက်တယ်ကင်လိုက်တယ်ပေါ့ဗျာကျွန်တော်အကျွန်တော်နာမည်တက်တော့ဟာဒီလိုဟိုတဲ့နေဖြစ်နေရပြုနေတယ်ဒါကတော့သူ့ပါစင်နဲ့ကိစ္စဖြစ်သွားပြီသူခံစားနေရတဲ့အရာသူတည်တယ်သူ့ သူဘလောက်ထိတော်ကားကနေရတဲ့သူ့ကိုအချိန်ချင်းနှောက်ချက်ပေးနေတယ်ပြုနေတယ်ဆိုတာရှိပြီဆိုတော့ကျွန်တော်လည်းကျွန်တော်လည်းဟိုတနည်းဖြစ်တာပဲဖြစ်တာပဲနော်ကျွန်တော်တို့အချိန်ချင်းစော်ကားပြုပြီးတော့လုံးဝကပြောမရဆိုမရဘာမှမမရတဲ့လူကြီးကအများကြီးတွေခင်ဗျလူလိုစောက်သိတယ်အောင်ရှိတဲ့လူကြီးကအများကြီးတွေခင်ဗျဟမ်အချို့ကလူလိုစောက်သိတယ်အောင်ရှိတဲ့အရာကြီးကအများကြီးတွေနောက်ပြီးတော့ကိုယ်ရန်လာပြုမဲ့အရာကြီးကိုကိုယ်ကငြိမ်ခံအောင်လေခင်ဗျအဲ့လောက်ကြီးမဟုတ်ဘူးကြာခင်ဗျဒါတိုင်းလည်းရှိသေးတယ်ကျွန်တော်တို့ကနားလဲပြီးတယ်နားလဲပြီးတယ်ခင်ဗျဒီဟာ तू သူပြည့်မှုကျူးလွန်တယ်သူပြည့်တန်ခမ်းပါပဲကျွန်တော်ကျူးလွန်တယ်ကျွန်တော်ခမ်းပါပဲရှင်းရှင်းပဲနော်ကိုမခံနိုင်လို့ပဲလို့လို့ကိုပန်းသူဘလို့ပဲဖြစ်သွားဖြစ်သွားသူထိုက်တဲ့နေရထိုက်တဲ့နေရအတော့ခံစားရမှာပဲနော်ဘယ်ကောင်ကြီးညာကောင်ကြီးပြောနေလို့မရဘာလို့တော့အားလုံးကကျွန်တော်ကလူတွေဖြစ်တဲ့ကိလေသာရှိကိလေသာရှိတဲ့အတွက်လောဘဒေါသမောဟအမအကုန်လုံးချုပ်ချက်ခတ်နေတဲ့အရာတွေကပြည့်နေနေရပဲသူလည်းသူခံတိခဏနဲ့တော့တိခဏမဲ့ကိုလည်းကိုတိခဏနဲ့တော့နော်နောက် ခင်ဗျားပြောတဲ့တရားဥပဒေတွေရောဘာတွေရောတော့လူကြီးကန်းနိုင်တယ်လဲတွေ့ပြုဒါမဲ့တစ်ဖက်ကလူကအဆင့်တန်းရှိသေးတယ်လေလူလူပြောလို့သိတဲ့အရာရှိမယ်နော်ဗဇက်လီနဲ့ပြောလိုက်ရင်သိမယ်နော်လူကြီးနဲ့ပြောလိုက်ရင်သိလိမ့်မယ်တရားဥပဒေနဲ့ပြောလိုက်ရင်သိမယ်ဆိုရတဲ့သူရှိတယ်ဒါမဲ့လုံးလုံးမသိပဲနဲ့ရောင်မလို့လူတွေဖြစ်နေလို့ချင်းရောခင်ဗျားတို့ဘယ်လိုပြောမလဲရောင်မလို့လူတွေဖြစ်နေဟမ်ဘလို့မဆူဆုံးမလို့မရဘူးပြောပြလို့မရဘူးဆူလို့မရဘူးဆိုတော့လူမျိုးတွေဖြစ်နေလို့ချင်းခင်ဗျားတို့သွားပြီလေဘာမှပြောလို့ဆိုလို့မရတော့ဘူးခင်ဗျား ဟဲ့အဲ့လိုလူမျိုးကြီးကြတော့ခင်ဗျားဘယ်လိုပြောမှာမဟုတ်ဘူးခင်ဗျာအဲ့တော့ဒါဒါကျွန်တော်တို့ကတော့မပြောဘူးသူတတိပုဂ္ဂလဖြစ်တဲ့အတွက်ဘာမှဟိုဘယ်အမတ်လောင်းနေညာဘယ်လောင်းနေရှောက်တက်အနေနဲ့ဒါတက်เสียအကြောင်းလည်းမရှိဘူးเนาะသူခံစားနေရတာသူတည်တယ်ဖြစ်တဲ့အတွက်သူကသူသူလုံးတဲ့အဖြစ်တော့သူကသူခံနေတယ်ရှင်းရှင်းလေးအတိုင်းလေးပဲတွေ့ရမယ်ဟောဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ခင်ဗျာเนาะအကျော်လူဖြစ်တဲ့အတွက်ခင်ဗျာတချို့နေရာကြီးကတွေ့ရမှာလေเนาะအကျော်တစ်ချက်နားထောင်ကြည့်မယ်เนาะဒီမှာ ပန်းပြင်းနယ်တောင်ပိုင်းတောင်ကြီးမြို့နယ်မှာနေထိုင်တဲ့ပြည်သူ့ရှေးဆောင်ပါတီ PPP ရဲ့ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူဦးဆိုင်ရွှေထီလူသက်မှုနဲ့ဖန်ဆီးခံရတယ်လို့ PPP ပါတီဒုတိယဥက္ကဋ္ဌနှစ်ဖြစ်သူဦးစောဟန်အေးကအတည်ပြုပြောကြားပါတယ်။ တောင်ကြီးကအချိုးကျကိုစားပြုလွှတ်တော်ကိုစလဲလောင်းမှာပြရပေါ့လောလောဆယ်တော့ကျွန်တော်တို့လည်းကြားထားတယ်အခုကအချုပ်ထဲရောက်နေတယ်သူ့အိမ်ကကြက်ခိုးတဲ့ကိစ္စနဲ့ဒေါသအလျောက်ရိုက်ကြတယ်လို့ကြားတယ်လာပညာကဖြစ်တာလို့ကြားတယ်ဥရေကြောင့်အရာအေးယူထားတယ်လို့တော့ကြားတယ်ဘယ်ကနေဘလို့စဖြစ်တယ်ဆိုတော့ဖြစ်စဉ်အသေးစိတ်တော့မသိဘူးလို့ PPP ပါတီဒုတိယဥက္ကဋ္ဌနှစ်ဖြစ်သူဦးစောဟန်အေးကပြောပါတယ် နိုဝင်ဘာလ၄ရက်မနက်၂နာရီဝန်းကျင်မှာတောင်ကြီးမြို့နယ်အေးတာယာမြို့နယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ရွှေထီးရဲ့အိမ်မှာမွေးထားတဲ့ကြက်တွေကိုလာရောက်ခိုးယူသူ လောတာခေါ်စိုင်းထွန်းစာဆိုသူကိုဦးဆိုင်ရွှေထီနဲ့၎င်းရဲ့အသားဖြစ်သူစိုင်းကျော်စိုးမိုးတို့ကဒေါသအလျောက်ရိုင်းနှက်မိတာဖြစ်တယ်လို့သိရပါတယ်။ရိုင်းနှက်ခံရမှုကြောင့်စက်တွေကိုလာရောက်ခိုးယူသူလောတာခေါ်စိုင်းထွန်းစာဟာသေဆုံးသွားတယ်လို့သိရပါတယ်။ဒါကြောင့်လက်ရှိမှာတောင်ကြီးမြို့နယ်အေးတာယာမြို့နယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ရွှေထီနဲ့၎င်းရဲ့အသားဖြစ်သူတို့ကိုဥရိအရာအေးယူထားတယ်လို့သိရပါတယ်။ကဲချင်းချင်းလေးပဲလေနော်ဒီဟာကြတချို့အရာတချို့အရာကြီးမှာခွာ ဟိုဒီဟာဓာတုပြမှုသူခံရမှာပဲဒါဒီဟာကျွန်တော်ဟင်ဥပဒေရှိုးပေါ့ကျွန်တော်ရှိုးပေါ့လည်းကျွန်တော်ခံရမှာကျွန်တော်အများတန်းတော့ပြเนาะဘာလို့လဲကျွန်တော်ကဥပဒေရှိတဲ့နေရာမှာနေတာဟုတ်ကျွန်တော်ကဥပဒေသားမရှိသေးဘူးခင်ဗျာလည်းဗျာဟုတ်တယ်မလားရှင်းရှင်းလေးပဲလေလုံနေကြညာခင်ဗျာမြင်တယ်လေဥပဒေမရှိရရက်ဒီမှာဘယ်လိုဖြစ်နေပါ့ဟာခင်ဗျာသူသူလုံကိုဥကိုလုံကြည့်ပဲလေခင်ဗျာဟင်ပြီးလို့ချင်းဘာပြောနာမည်ဟို၆တက်ဒီ၆တက်လိုက်ရတယ်လေကျွန်တော်ကဥပဒေစိုးမိုးတဲ့နေရာဥပဒေရှိတဲ့နေရာမှာဖြစ်တဲ့အတွက်ကို ဒီနိုင်ငံရှာမှတ်ထားတဲ့ဥပဒေရှိတယ်အဲဥပဒေကိုချိုးဖောက်တာဖြစ်တဲ့အတွက်ခံမှာခံမှာဒါပဲရှင်းရှင်းလေးပဲမခံလို့မရဘူးနော်ဒါဥပဒေမရှိတဲ့ရံမှာတော့ရတယ်ခင်ဗျဥပဒေမရှိတဲ့ဥပဒေမစိုးမိုးတဲ့နေရာမှာလုံနေကြနေရာရအများကြီးညာနော်အဲ့တော့တချို့ကိစ္စတချို့ကိစ္စတွေမှာကျွန်တော်တို့ကဒီဟာဒီဖြစ်စဉ်ကသူကသူလူတယောက်နေနေမှာတွေ့ရမှာဘာမှဟိုပါတီဒီပါတီရှောက်ကန့်နေကြမလို့ပါတီရှောက်ကန့်နေလို့သူခံစားနေရတာသူပဲသိမှာကျွန်တော်ခံစားနေရကျွန်တော်ပဲသိမှာ နော်ကျွန်တော်လည်းကျွန်တော်လည်းဟိုတရက်ကဖြစ်ခဲ့တာပဲလာလူပုံကပဲနော်အဲ့တော့အချိန်ချင်းတိကန်တယ်အချိန်ချင်းတိကန်တဲ့အလျောက်မှာတိမခံနိုင်တဲ့အတိုင်းတာဖြစ်လာရင်တိမခံနိုင်တဲ့အတိုင်းတာရဲ့ဖြစ်လာမှာပဲအဲ့ဖြစ်လာတဲ့အလျောက်မှာကိုကအဲ့ဒီမှာခံဖို့ဒါပဲရှိတာပဲချင်းချင်းလေးပဲနော်အဲ့တော့ဟိုဥပဒေချိုးဖောက်ပြီးတော့လည်းမခံတာလည်းမဟုတ်ဘူးလေသူကခံတာပြီးပြီဘာလဲတချို့ရကြတော့အသေးအံနာမည်ဖြစ်ချင်တော့ဒီတချို့ဥပဒေမှာဟာဘာဖြစ်တယ်ညာဖြစ်တယ်တဲ့မပြောနဲ့ခင်ဗျားတို့နော်အဲ့တော့ ချိုးကိစ္စရချိုးကိစ္စရမှာနော်ကျွန်တော်တို့လည်းဒီလိုအလားတူဖြစ်စဉ်မျိုးဖြစ်ရမျိုးကျွန်တော်တို့လည်းဖြစ်ဘူးလို့ကျွန်တော်ကဒီဟာမြင်လိုက်တော့ဘာမှကတ်တရမလို့သူကဂုံဒရက်တွေဘာညာကွီးကွာတွေနဲ့လုံနေတဲ့အချိန်မှာဟိုကကိုယ်ကိုလှုပ်သွားပြီဆိုကိုကလစ်သွားမှလीရှင်းဆုံးပြောတာခုခံကာဘွယ်ကိုင်ပြီးဘာညာကွီးကွာဆိုတာတတ်တတ်ရှိသေးရဲ့ဒီဟုတ်တယ်မလားကျွန်တော်ချွရချွရရာ ကေစီလည်းပြောခဲ့ပြီပါကြီးတချို့အရာရရောင်းမလို့လူတွေကပြောလို့ဆိုလို့မရဘူးပြောလို့ဆိုလို့မရပြောလို့ဆိုလို့ရတဲ့အရာနဲ့ပြောရင်ဒါဖြစ်သွားတယ်လို့ကျွန်တော်တို့မှတ်ထားတယ်เนาะချင်းချင်းလေးပဲ